ငလီနံကိုကိုရိုင်းဂျုံတွေ့ရပြီးရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိပေမဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ရသူတွေအတွက်အထောက်အကူဖြစ်စေဖို့အကြံပြုချက်လေးတွေကိုမျှဝေလိုက်ပါတယ်။၁အနီးနားရှိတခြားသူတွေကိုကူညီပါ။၂ကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးပါ။၃အသက်ရှူလေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။၄လေကောင်းလေတံရရှိစေရန်တဘာဝနှင့်ထိတွေ့ပါ။ဥပမာ ပန်းချံသွားခြင်းလမ်းလျှောက်ထွက်ခြင်းနေ့တိုင်းမိษွေပေါင်းသင်မိသားစုဝင်များနဲ့စကားများများပြောပါကိုယ်တိုင်းရင်ဆိုင်ကြော်ဖြတ်ဖို့ခက်ခဲလာတဲ့အခါစိတ်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်တွေရဲ့အကူအညီကိုရယူပါနေ့တိုင်းမိမိရဲ့စိတ်ကြမ်းမာနေစီဖို့ဂေယူဆိုင်ပြပါ